ရင်အမျိုးသားအစည်းအရုံး KNU အခြေပြုတဲ့ဒေတာတွေဟာနှွေဥတော်လိုင်းစကတဲ့ကနှွေဥတက်ဖွဲ့တွေအတွက်အခြေခံကောင်းတွေဖြစ်ပါတယ်မြန်မာပြည်တောင်ပိုင်းပဲခူးရန်ကုန် ARD မွန်တနင်္သာရီဒေတာတွေမှာနှွေဥအင်အားစုတွေအားကောင်းဖို့ဆိုရင် ကရင်စစ်မျက်နှာဟာအရေးပါပါတယ်လူလူကြားမှာကရင်စစ်မျက်နှာကိုအားမရကြပေမဲ့ KNU နဲ့ကရင်လူတို့ရဲ့တော်လှန်ရေးမှာပါဝင်မှုထောက်ခံမှုတွေဟာလူဦးတော်လှန်ရေးအတွက်အရေးပါတဲ့အချက်ဖြစ်ပါတယ်။ကရင်အင်အားစုတွေကွဲပြားနေတာဟာဘာသာရေးစီးပွားရေးနဲ့စစ်တပ်ကသွေးခွဲထားတာကို သိကြပေမဲ့ကရင်အင်အားစုအချင်းချင်းမတိုက်ခိုက်ဘဲပြန်လည်စုစည်းဖို့ကြိုးစားနေတဲ့ဖြစ်စဉ်ကိုစိတ်မရှိကြပါဘူး။ဒါပေမဲ့ကရင်အင်အားစုတွေပြန်လည်ပေါင်းစည်းဖို့ကြိုးစားနေတာကိုနားလည်ပေးဖို့အချိန်ပေးဖို့လိုအပ်ပါတယ်။ ကရင်စစ်မျက်နှာဟာလူဦးအင်အားစုတွေလာရောက်ခိုလုံခဲ့တဲ့ 6K ကော်မှာ2021ကစခဲ့တာပါ2021နှစ်ကုန်ကနေ2024နှစ်ကုန်အထိကရင်စစ်မျက်နှာတိုက်ပွဲတွေဟာကရင်ယူတပ်မဟာ9နဲ့6နယ်မြေတွေမှာအဓိကဖြစ်ပွားခဲ့ပြီးတပ်မဟာ1နဲ့3မှာတိုက်ပွဲတချို့နဲ့ကရင်ယူဗဟိုတပ်မဟာ9မှာတိုက်ပွဲမရှိသလောက်ဖြစ်တာတွေ့ရပါတယ် ဒီ၃နှစ်အတွင်း KNU ရဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးတွဲစစ်ဗျူဟာတွေပေါ်ပေါက်လာပြီးမြောက်ရီကွန်ကရစ်ကားလမ်းနဲ့ဖရဲသုံးစုတပ်မဟာ6နေမြေတဲကဝေါ်လီဗျူဟာအနန်းကွင်းဗျူဟာကလွဲလို့ကြိုက်တုံတင်ကန်းညင်တော်အပါအဝင်စစ်တပ်စခန်းတွေအခြေစိုက်တပ်ရင်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးမြောက်ရီမြို့ကိုချင်းကြောက်နိုင်ခဲ့ပါတယ် အလားတူဖာပွန်အခြေစိုက်တန်ရင်သုံးခုကိုတင်ပြီးယူဟာယုံကိုဝိုင်းထားခဲ့သလိုတမဟာငါးနေမြေတဲကကြံစခန်းတွင်နဲ့ထိုင်းမြန်မာနယ်စပ်တလျှောက်တန်လွင်မြစ်တလျှောက်စစ်တပ်စခန်းအလုံးကိုတင်ပိုက်နိုင်ခဲ့ပါတယ်ခြေလျင်ခြေမြန်တန်ရင်ငါးရင်နဲ့လယုံတပ်ဖွဲ့တစ်ခုတို့စစ်တပ်ရဲ့စစ်အင်ကာစင်တဲကပျောက်ကွယ်သွားပါတယ်2024 April မှာမြောက်ဝတီကိုဥတီတဲ့နိုင်ငံတော်အစ်အောင်စေရအစ်စင်ရေးကိုလည်း KNU ပူပေါင်းတပ်တွေကဒေါနာတောင်ကျော်မှာပဲဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။2024နှစ်ကုန်ကစပြီးအရင်စစ်မျက်နှာဟာပုံမှုအသက်ဝင်လာသလိုတနင်္သာရီကော့ဂရိတ်စစ်တောင်းမြဝမ်းစစ်မျက်နှာတွေသာမကစစ်အာဏာသိမ်းကလေးကတနတ်တံမထွက်ခဲ့တဲ့တမဟာခုနှစ်နေမြေမှာပါတိုက်ပွဲတွေဖြစ်ပွားလာတာတွေ့ရပါတယ်။တနင်္သာရီစစ်မျက်နှာမှာ GNU PDF နဲ့ပူးပေါင်းတပ်တွေရဲ့ဗျူဟာမြောက်တိုက်ပွဲက ထိထဗျူဟာစခန်းတိုက်ပွဲဖြစ်ပါလေ2025 April 12ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီလေးချောင်းကအဆက်မပြတ်ဘုံကျဲပေမဲ့19ရက်မှာ အပြည့်သက်သိမ့်ပိုက်နိုင်ခဲ့ပါတယ်စစ်ကောင်စီဗျူဟာမူအပါအဝင်တပ်ဖွဲ့ဝင်100လောက်ကြဆုံးပြီးလက်နက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းအများကြီးရခဲ့ပါတယ်ထိခိစခန်းကိုလည်းမေလ2ရက်မှာစတင်တိုက်ခိုက်ပြီး မေ9ရက်မှာအလုံးစုံသိမ့်ပိုက်ရရှိခဲ့လို့စစ်ကောင်စီတပ်သားအများအပြားထိုင်းနိုင်ငံတဲကို ထွက်ပြေးသွားပါတယ်2025 April 26ကလည်းရေးတော်ဝယ်အမှတ်၈ပြည်တော်စုလမ်းမကြီးပေါ်ကဟာလီကွိစကန်းကိုဝင်တိုက်ခိုက်လို့စစ်ကောင်စီဗိုလ်ကြီးတေဆုံပြီးစစ်တုံးပန်း16ဦးကိုဖမ်းဆီးမိပါတယ်2024 December ကနေ2025 May လအထိသိန်းခွန်မောတောင်နေဆက်ကုံသွေးရေးလမ်းမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့ GNLA ပူးပေါင်းတပ်တွေနေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်အချိန်ကြီးတရာထက်မနည်းဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်ကတရင်မှုဒုတက်ရင်မှုအပါအဲ့ရ90ကျော်တိဆုံးတယ်လို့သိရပါတယ်တနင်္သာရီဒေသမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေဟာထိုင်းနယ်စပ်ကုံသွေးရေးဂိတ်တွေကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးမကြခင်တနင်္သာရီပင်လယ်ပြင်ကိုပါစိုးမိုးလာပွဲရှိပါတယ် အမဟာခုနှစ်စစ်မျက်နှာကိုဒေါနာတောင်နဲ့ထိုင်းနယ်ဆက်တောင်ရင်းမြကြားဒေါနာတောင်အရှိဘက်ချမ်းမာတွေ့ရပြီးဖအန်နဲ့လိုင်းဘွဲရဲ့အရှိချမ်းဖြစ်ပါတယ်2021တစ်အာနာသိမ့်ပြီးကလေးကငြိမ်သက်နေတဲ့အမဟာခုနှစ်ဟာ2024ဒီဇင်ဘာ16မှာလိုင်းဘွဲမြို့နယ်က KNU ဌာနချုပ်ဟောင်းမာနယ်ပလောကိုအမဟာငါဖာပွန်ခရိုင်တပ်တွေနဲ့အတူတိုက်ခိုက်သိမ်းယူပြီးတိုက်ပွဲစတင်ခဲ့ပါတယ် အဲ့ဒီနောက်လိုင်းဘွယ်မြို့နယ်တဲကလိုင်းမြန်မာနယ်စပ်မှာရှိတဲ့ပလူးတူစခန်းကို2025 February 26ကစတင်ထိုးစစ်ဆင်ပြီးမတ်လ14မှာစစ်ကောင်စီတပ်သားတွေစခန်းစွန့်ခွာထွက်ပြေးပါတယ်။လိုင်းမြန်မာနယ်စပ် KNU ဌာနချုပ်နာကခလက်ဒီစခန်းကိုမတ်လ22မှာတပ်မဟာခုနှစ်ကစတင်တိုက်ခိုက်ပြီး25ရက်နေ့မှာသိမ်းပိုက်ပါတယ်။ April 17မှာဒေါနာတောင်အရှိချမ်းထိုင်းနယ်စပ်က လေးဝါကောမော်ဖားသူစခန်းကိုအမဟာခုနှစ်ပူပေါင်းတက်တွေတိုက်ခိုက်ပြီးဧပြီ16မှာတင်းယူပါတယ်။မေလ9ရက်မှာဟန်ခရိုင်ပိုင်ကြုံမြို့ကလေးပနာဒီခေါ်တခေါ်ဘီခွီးစခန်းကိုတိုက်ခိုက်ပြီးမေ9ရက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးလို့သိမ်းပိုင်နိုင်ကြောင်း KNU ကထုတ်ပြန်ပါတယ်။မေ9ရက်မှာပဲဟန်ခရိုင်ပိုင်ကြုံမြို့နယ်ကတဲရွာနာက တညာကျိုးခေါ်တာလေဘျူဟာစခန်းကိုတပ်မဟာခွနစ်ပူပေါင်းတပ်တွေတိုက်ခိုက်ခဲ့ပြီးမေလ23မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။မေလ25ရက်ကလည်း KNU ပူပေါင်းတပ်တွေဟာတိုင်းမြန်မာနယ်စပ်နာကခမရ24တပ်ဆွဲထားတဲ့မော်ကွီလီစခန်းကိုစတင်တိုက်ခဲ့ပြီးမေ16မှာသိမ်းဆီးရမိကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြင်းပြင်းထန်ထန်ခုခံတာမရှိဘဲစခန်းတွေကိုအလွယ်တကူစွန့်ခွာထွက်ပြေးနေတာကိုတွေ့ရပါတယ်။ ဒေါနာတောင်ရှိချန်းကထိုင်းနယ်စပ်တလျှောက်စစ်စခန်းတွေလက်လွတ်ရတာနဲ့တချိန်တည်းမှာပန်မြို့တန်လွင်မြစ်အနောက်ချမ်းကကော့ဂွန်နဲ့နှစ်ချားရွာတွေမှာဧပြီ16ကစပြီးဖအန်းလုံညိုကြီးအတွက်စစ်ကောင်စီတပ်တွေလာရောက်တပ်ဆွဲတယ်လို့သိရပါတယ်။ဒေါနာတောင်ရှိချမ်းမှာစစ်ကောင်စီတပ်တွေအခြေစိုက်တဲ့မာနယ်ပလောပလူးတူခလဲ့ဒီမော်ဖားသူလေးပနာဒီခေါ်တခေါ်ဘီခွီတာလဲပြူဟာ မော်ကဝီလီခေါ်မဲလာမော်ဖိုကီစခန်းတွေကိုဇက်တိုက်သိမ်းပိုက်ခဲ့လို့နောင်တရာနဲ့မြဝရီရွှေကုတ်ကိုကြားကဝန်ခဟောင်းနဲ့ဝန်ခတဲ့စခန်းတွေပဲကြံပါတော့တယ်ဒီစခန်းတွေသိမ်းပိုက်လိုက်ရင် KNU ဟာဒေါနာတောင်အရှိချမ်းဒေါနာတောင်နဲ့ထိုင်းနယ်ဆက်တောင်ရင်းမြစ်ကြားဒေသကိုထိန်းချုပ်နိုင်ပြီးဖြစ်တယ်လို့ဒေါနာတောင်ကျော်ကိုလည်းထိန်းချုပ်နိုင်ပြီးဒေါနာတောင်ကျော်အနောက်ဘက်ဖအံပိုင်ဂျုံလှိုင်းဘွဲ့ဒေသတွေကိုပါချိန်ချောက်နိုင်ပါပြီး လိုင်းဘွဲ့မြို့နယ်ရှမ်းရွာတဲ့မြို့ကဌာနဆိုင်ရာဝန်ထမ်းတွေကိုတပ်မဟာခုနှစ်ကတတိပေးလိုက်လို့မတ်လကုံကစပီးမြို့ကနေထွက်ခွာသွားကြတယ်လို့သိရပါတယ်။ယခုအခါရှမ်းရွာတဲ့မြို့မှာစစ်ကောင်စီဗျူဟာဂုံစခန်းပဲကြံခဲ့လို့ဒေါနာတောင်အနောက်ချမ်းစိုးမိုးရေးအတွက်ရှမ်းရွာတဲ့ဗျူဟာဂုံဟာ KNU ရဲ့စစ်ရေးပြတ်မှတ်ဖြစ်လာနိုင်တယ်လို့သုံးသပ်မိပါတယ်။